မောနာအိုးကွန်မောနာနာမောနာသံမောနာဟန်နီနာသံမာကယကုဇောအိုးဘေပွန်ကြောင်သူနေသံဝါပငါပရာကျွန်တော်နာမည်ကတော့ခွန်မျိုးခေါ်တဲ့ခွန်အောင်ခင်ဖြစ်ပါတယ်ကျွန်တော်ကတော့ဘိုးစပင်းချင်းမှုဗဟိုကော်မတီဝင်ဖြစ်ပါတယ်အရင်တော့ဆိုရင်ကျွန်တော်တို့ဒီပို့တိုင်းသားတွေဟာရွာကိုတီဆောက်မယ်ဆိုလို့ရှိရင် ရွာမြေနေရာတွေအဲ့လိုပေါ့နော်ကွင်းပြင်အဆင်ပြေတဲ့နေရာတွေဆိုရွေးချယ်ရတယ်ရွေးချယ်ပြီးတော့ကျွန်တော်တို့ကဗုဒ္ဓဘာသာအများစုဖြစ်တဲ့အတွက်ကြောင့်ဘုံကျောင်းမြေနေရာတို့ရွာတကြီးကနေပြီးတော့အစည်းအဝေးခေါ်ဖို့ဆိုပြီးတော့မှဟိုရွာလေဆိုတဲ့နေရာတွေအဲ့လိုမျိုးရွေးချယ်ရပါတယ်ဆိုတော့အရင်တုန်းကဟိုအရင်ခေတ်တုန်းကအုတ်ချုပ်ပုံစနစ်ကတော့ကျွန်တော်တို့ဒါဟိုရွာတကြီးရယ်ပြီးတော့မှတကြီးရဲ့အကူဆိုပြီးတော့အခုအတွင်းမှုလို့ခေါ်တဲ့ပုဂ္ဂိုလ်တအူးရယ်ပြီးတော့မှ ကျွန်တော်တို့ဆယ်အိမ်ကောင်းတွေပေါ့ဆယ်အိမ်ကောင်းတွေဟောပြီးတော့မှလူငယ်ဥဆောင်တဲ့လူငယ်ကောင်းဆောင်လေးတွေအဲ့လိုမျိုးနဲ့အဖွဲ့စည်းပြီးတော့ရှိခဲ့ပါတယ်ဗောနော်ပြီးတော့မှကျွန်တော်တို့အရင်တော့ဆိုရင်ကျွန်တော်တို့ဒီတိုက်အကြီးကြီးတွေမဆောက်ဘူးဟောအိမ်ငငယ်လေးတွေပဲဆိုတော့ကျွန်တော်တို့ဒီဘာရေးနာရေးတော်လကောင်းတကယ်လို့ဘာသာရေးအတွက်အစည်းအဝေးခေါ်မယ်ဆိုလို့ရှင်တော့ရွာဦးဖုန်းကြီးကျောင်းမှာအစည်းအဝေးခေါ်ကြတယ်ရွာဦးဆရာတော်ကိုတိုင်ပင်ပြီးတော့မှဒါ ဘာသာရေးပေါ့ဒီအလူအတန်းကိစ္စတွေဆိုရင်ဒါဆွေးနွေးကြတယ်တိုင်ပင်ကြပါတယ်။ကျန်တဲ့လူမျိုးရေးကိစ္စတို့တာရေးနာရေးကိစ္စတွေကြတော့ဟိုးအရင်ခေတ်တုန်းကဆိုရင်ဒါရွာလယ်မှာရွာစော်ဆိုတာရှိတယ်။ရွာတကြီးကနေပြီးတော့မှရွာစော်ကိုဟိုပြောပြလိုက်တယ်ကဲဒီမနေ့စီဝေးခေါ်ကြမယ်အဲ့ဒါရွာမှာလိုက်စော်ပေးပါဆိုပြီးမှရွာမှာဒွာလိုက်អော်တာပေါ့ဗျာဒီလိုဒီမနေ့စီဝေးရှိပါတယ်တအိမ်တယောက်ကြွားရောက်ပေးပါဆိုပြီးတော့မှရွာလဲကောင်းမှာပေါ့နော်ရွာလဲမှာပဲစုပြီးတော့မှ ဒါစီဝေးလောက်ကြတယ်အရင်တော့ဆိုရင်ရွာလယ်မှာကျွန်တော်တို့ဒီမတ်တိုင်တစ်ခု ရှိခဲ့ပါတယ်တိဆာမန်တိုင်လို့ခေါ်တယ်ဗောနော်အဲ့လိုမတ်တိုင်လေးတစ်ခုရှိတယ်အဲ့ဒီမတ်တိုင်မှာရွာလယ်ဆိုပြီးတတ်မှတ်ထားတယ်ဟိုခေတ်ပြောင်းလဲလာတော့အခုကျွန်တော်တို့အခေါ်ကျတော့ဓမ္မယုံဗောအခေတ်အခေါ်ကျတော့ဟိုပါဗောခမဆောင်ဗောအခုအဲ့လိုမျိုးခေတ်ဆက်ဆက်ပြောင်းလဲလာပြီးတော့မှပဲအဲ့လိုအုပ်ချုပ်မှုစနစ်တွေဟိုရှိခဲ့ပါတယ်ဟိုတိုင်းတိုင်းမှာအုပ်ချုပ်မှုစနစ်ကတော့ပြောင်းလဲမှုတိတ်မရှိပါဘူးသူက you are the G ရယ်ပြီးတော့ ယွာနေရကဆိုတာရှိသေးတယ်တမာရီတွေပေါ့ဒီအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေဟိုအရင်တော့တကြီးဟိုလောက်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်တွေကြတော့သူကနေရကအနေနဲ့ပြန်ပြီးတော့မှအနေပေးတယ်ပေါ့အဲ့လိုမျိုးဖွဲ့စည်းပြီးတော့မှကျွန်တော်တို့ဒါအုပ်ချုပ်မှုလေးတွေရှိပါတယ်ပြီးတော့မှယွာထဲမှာဆိုရင်ကျွန်တော်တို့ဒလိကယွာဆောင်ဆိုတာရှိတာပေါ့နော်ယွာဆောင်ဆိုတာအလဲကျယွာဆောင်ပေါ့အရင်တော့ဆိုကျွန်တော်တို့ဒီဖုန်းခစ်တွေပါဒီမရှိတဲ့အချိန်မှာ ဒီလိုမျိုးပေါ့တဟိုးတရွာနဲ့တရွာတရင်ပါမယ်ပေါ့ဖိတ်ဖိတ်စာတွေပါတွေပို့မယ်ဆိုရင်ဟိုးတချားရွာနေလာပြီးတော့ကျွန်တော်တို့ရွာဆောင်းကိုသွားလာရှာရတယ်ရွာဆောင်းကိုရှာပြီးတော့အဲ့ဒီရွာဆောင်းကနေပြီးမှပဲတချားရွာကိုတကြီးကိုအရင်ပြောပေါ့တကြီးကနေကဲတကြီးရေဒါကတော့ဟိုဖိတ်ရွာကနေဖိတ်ပါတယ်ဒီဖိတ်စာတွေလာတယ်ပေါ့ဆိုတဲ့ဟာနေနဲ့ပြီးတော့မှတချားရွာကိုနောက်တစ်ဆင့်ပေါ့သွားအဲ့ဒီရွာဆောင်းကနေသွားပြရတယ် ကျွန်တော်တို့ရွာဆောင်ဆိုရင်ကျွန်တော်အလံလေးနဲ့ဒီအလံဖြူလေးနဲ့ပေါ့နော်တော့လေးနဲ့အိမ်ရှိမှဒီတိုင်းသွားသွားပြီးတော့ချင်းတာပေါ့အလံလေးနဲ့သွားပြီးတော့ချင်းတယ်အဲ့ဒါရွာဆောင်ပြီးတော့မှကျွန်တော်တို့ဘာသာရေးရစွန်းတော်လေးဆိုတာလည်းရှိတယ်စွန်းတော်လေးဆိုတာလည်းပဲအဲ့လိုလေးပဲအမတ်သားတစ်ခုပေါ့အဲ့လိုမျိုးအလံလေးနဲ့အဲသွားပြီးတော့မှဒါဒီဒီမနေ့ကျတော့မနေ့ဖန်ကျတော့စွန်းတော်လေးအဲ့လိုမျိုးလေးပေါ့အေးအဲ့ဒီဟာလေးလည်းရှိပါတယ်